Hello မမနွေဦးရဲ့ little session လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့ new story channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မမနွေဦးရဲ့ little session လေးဒီ address ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အယူကြားတဲ့မှာအယူမဖြစ်စေဘူးဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်။ကဲမမနွေဦးရဲ့ little session လေးတို့လည်းပုံမြင်လေးနဲ့ထောက်ဖို့စဉ်းစားဖြစ်လောက်ပြီလို့ထင်တယ်နော်။အေးတော့ပုံမြင်လေးဆက်လိုက်ကြမယ်။အယူကြားတဲ့မှာအယူမဖြစ်စေဘူး ရှေးပညာရှိများကအများမုခရေးတောက်တိုင်းကိုပါလိုက်မတောက်နဲ့လို့စွစုံးမခဲ့ကြဘူးလေရှေးခါကတိုင်းပြည်တစ်ပြည်မှာမိုးခေါင်ရေရှာဖြစ်က ရေအလွန်ရှပတဲ့အချိန်နဲ့ရင်ဆိုင်ကြရတယ်ထိုအခါပညာရှိဒုက္ခမိတ်အမတ်ကြီးကအခုလိုဘရင်ကြီးအားရှောက်တင်နေမှန်လားပါအရှင်မင်းကြီးဖေဟာတိုင်းပြည်မှာမိုးခေါင်ရေရှာဖြစ်နေပါတယ်သို့ပါတော့လဲမနက်ဖြန်နေမွန်းတဲ့အချိန်မှာစရွေးမိုးကြီးလေကြီးရွာသွန်းပါလိမ့်မယ်ဖေဟာ ဘင်ကြီးကခုလိုဆိုတယ်။အင်းကြားရတာဝန်တာအာရရှိတော်မူလိုက်တာကွယ်။တရားရှိသူခမင်းကြီးကခုလိုဆက်၍ဆိုတယ်။ဒါပေမဲ့လေထုံမိုးကြီးဟာအချိန်အခါမဟုတ်ရွာသွန်းသောမိုးကြီးဖြစ်ပါသဖြင့်တောက်သွန်းသောသူကိုအစိတ်တင့်နိုင်ကြောင်းပါဖေ။မင်းကြီးကခုလိုထိတ်လန့်သွားတယ်။အေးဒါဆိုဘလို့ချမတော့မကြီးရဲ့ညာရှိသူခမင်းကြီးကခုလိုဆိုတယ်။မှန်လားပါဖေ။ ထုံမိုးရီအားတိုင်းသူပြည်သားတို့မတော်တုံးစေရန်အမိတ်ထုတ်ပြန်တင်ကြောင်းပါဖင်ဟာဘင်းကြီးကခုလိုဆိုရဲကောင်းပြီအခုချိန်မှစ၍ငါကိုယ်တော်မြတ်အမိတ်တော်မှတ်မေမနှက်ပြန်မိုးရွာမီအချိန်မိုးရီအားအစိတ်တင်နိုင်သည့်အတွက်မိသူတူတယောက်မျှမတော်တုံးစေရန်တိုင်းပြည်လုံးအားကြီးညာမောင်းခတ်စေပညာရှိဒုက္ခမိတ်အမကြီးကခုလိုဆိုရဲမှန်လားပါအမိတ်တော်မြတ်အတိုင်းပါဖင်ဟာ အမတ်ကြီးဥဆောင်၍တတိုင်းပြည်လုံးအားကျင်ညာမောင်းခတ်လေတော်တယ်။သို့တော်လည်းတကယ်တမ်းမိုးရွာသွန်းသောအခါ၌မှတိုင်းသူပြည်သားများဟာမိုးရွာကြပြီဟလာကြလာကြတောက်ဖို့သုံးဖို့အတွက်ဤခံထားမှဖြစ်ပေ။ဆိုပြီးတတိုင်းပြည်လုံးထုံမိုးရီအားတောက်သုံးမိသောအခါအစိတ်သိမ့်၍အကုန်ယူကုန်ကြတော်တယ်။ထုံမိုးခရီအားမတောက်တာဆိုလို့ဘရင်နဲ့အမတ်ကြီးသာဖြစ်လေတယ်။ဘရင်ကြီးကအခုလိုဆိုရင်အမတ်ကြီးဘလို့ဖြစ်ကုန်ကြတာလဲ။ ပညာရှိဒုက္ခမဲမတ်ကြီးကခုလိုဆိုတယ်။မှန်လားပါ။မိုးခါရီတောက်သုံးပြီးဝေးတတိုင်းပြည်လုံးယူကုန်ကြတာပါဖေ။အယူတွေကြတဲ့မှာဘရင်နဲ့အမတ်ကြီးအားတတိုင်းပြည်လုံးကအယူအယူဟုသာခေါ်ကြကုန်နေတော့တယ်။ဘရင်ကြီးကခုလိုဆိုတယ်။ကဲအမတ်ကြီးဘလို့လောက်ကြမလဲ။အခုအကုန်ယူပြီးတို့နှစ်ယောက်သာကြံတော့တယ်။အယူတွေကတို့ကိုပြန်ပြီးအယူလို့ခေါ်ကုန်ကြပြီ။ ဒီအတိုင်းနေလို့တော့မဖြစ်တော့ဘူးအယူတွေကြားမှာတို့နှစ်ယောက်တည်းကောင်းနေလို့လဲဘာမှထူးလာမှာမဟုတ်ဘူးဒီတော့တို့လည်းအများကြီးသူမိုးခရေတောက်ပြီးယူလိုက်ကြရအောင်ဒါမှတို့အတူနေလို့အဆင်ပြေမှာထိုအခါအမတ်ကြီးမှမှန်လားပါစဉ်းစားတော်မူပါအောင်ဖေဟာကျွန်တော်မျိုးတို့ဟာဒီအယူတွေနဲ့အခုအချိန်မှအဆင်မပြေတာကိုတီးခံသင့်ပါတယ်ဖေဟာ ခုလက်ရှိယူသွနေကြသူတွေကိုပြန်ကောင်းလာအောင်ကျွန်တော်တို့မတက်ဆွမ်းနိုင်ပေမဲ့နောက်ထပ်မွေးဖွားလာမယ့်မျိုးဆက်သစ်လေးတွေကိုသူတို့လိုမယူသွရလေအောင် ထိမ့်သိမ့်လို့ရပါတယ်ဖေဟာမျိုးဆက်သစ်တွေများလာပြီးအယူတွေတဖြည်းဖြည်းကုန်လာရင်အယူမျိုးဆက်လည်းရှိလာမှာမဟုတ်တော့ပါဘူးဖေဟာဒီလိုမှမဟုတ်ပဲအရှင်မင်းကြီးပြောသလိုကျွန်တော်တို့မျိုးတို့ပါမိုးခါရေတောက်လိုက်ကြမယ်ဆိုရင်အကုန်ယူပြီးအယူမျိုးဆက်သာကြံ့ရစ်တော့မှာပါဖေဟာဘင်းကြီးကอืม မှန်ပေသားပဲအမကြီးယနေ့မှစ၍လက်ရှိယူနေကြသူများအားရှိစီတော့နောက်မျိုးဆက်တစ်လေးတွေအယူမျိုးမဖြစ်ရလေအောင်ထိမ့်သိမ့်ကြဆူအမကြီးရေဒီပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ် မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့မကောင်းတဲ့သူတွေကြားမှာကိုတယောက်တည်းကောင်းနေလို့ဘာထူးမှလဲဆိုတာမျိုးမတွေ့လိုက်ပါနဲ့လက်ရှိမိုင်မဲနေတဲ့သူတွေကိုမိမိက ပြပြပုံမလွဲကူပေမဲ့နောက်လာမဲ့မျိုးဆက်တစ်လူငယ်တွေကိုလူကောင်းသူကောင်းဖြစ်အောင်မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ကဥဆောင်လန့်ပြနိုင်ပါသေးတယ်။ဒါကြောင့်ရှိပညာရှိများကအများမောခရီတောက်တိုင်းကိုပါလိုက်မတောက်ပါနဲ့လို့ဆူဆုံးမခဲ့ကြတာပေါ့။ ။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူစုံလူကောင်းလေးတွေအဖြစ်နဲ့နေသက်တိုင်းရဲ့လှပတဲ့ဆက်ချမ်းလေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမုံကောင်းတောင်းလိုက်ပါတယ်နော်။အဲဒီတော့နောက်ဗီဒီယိုတွေမှာစောင့်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတို့တွေ့ပါစီမဲ့ပုံမြင်အစ်စ်တွေနဲ့ပြန်ဆောင်ကြမယ်နော်တတ်တာ